เนาะဒီမှာကဲကျမတို့အခုတူတူလေးလုပ်ကြည့်မယ်เนาะအင်စာအနေနဲ့မသွားခင်မဲခင်ရှစ်ပါဒီဘက်မှာဘုဇင်ခုနှစ်ပါခေါ်လန်လေးခွဲမယ်ထက်ခွဲမယ် ဒါကတရားဒီဘက်ကတရားကိုတရားကိုကြည့်ပြီးမှတရားကိုကြည့်ုံများနဲ့မသိဘူးတရားကိုကြည့်မှတူတာတွေမတူတာတွေ꿰သွားမှာနော်တရားရဲ့တရားကိုရဲ့အဲ့လိုခွဲပြီးစကြည့်မယ်နော်ကဲအဲ့တော့ကျမနဲ့အတူတူတရားအရင်စကြည့်အောင်မက်ခင်၈ပါးတရားကိုကျမတို့ကယူရင်ကျမတို့သီလမက်ခင်တမာရီမက်ခင် ပညာမဲ့ခင်အနေနဲ့ပဲစပြီးတွက်သွားကြရအောင်เนาะနံပါတ်1ကသီလမဲ့ခင်ဆိုတော့တမ္မာဝါစာနံပါတ်2တမ္မာကမ္မန္တနံပါတ်3တမ္မာအာဇီဝဒါရီဒီမဲ့ခင်နေဒါရီဒီသီလမဲ့ခင် အဲ့ဒီမခင်၃မရဲ့တည့်ရကိုဒီဘာလဲဆိုတမ္မာဝါစာမခင်ဒီတမ္မာဝါစာဝိရဒီတည့်ရကိုဟုတ်လားတမ္မာကမန္တမခင်ဒီတမ္မာကမန္တဝိရဒီတည့်ရကိုတမ္မာအာဇီဝမခင်ဒီတမ္မာအာဇီဝဝိရဒီတည့်ရကိုဆိုတော့ဒီ၃ခုဒီဒီမှာဒီလိုပဲရေးတော့မယ်ဝိရဒီစေတသိက်၃ပါးတည့်ရကိုဟုတ်လား ဒါကြောင့်ဒီမဲ့ခင်၃ပါးဒီဘာမဲ့ခင်လဲဆိုရင်တီလမဲ့ခင်၃ပါးဒါမှဒါမှဆရာတော်ဖရာရဲ့ဟိုကုပြောနေတဲ့ဟောတရားကိုကိုကောက်လို့ရမယ်ရပြီနော်ပြီးပြီကဲပြီးရင်တမာတိမဲ့ခင်၃ပါးသမာဓိမဲ့ခင်၃ပါးဆိုရဲအတွက်သမာဓိဒီအတိကကြပြီပေါ့เนาะဒါဆိုရင် ပါလာမယ်တမာတိမခင်၃ပါးမာကဲကျမတို့ကနံပါတ်၄ပဲတက်ကြဆိုနံပါတ်၄ကတမာဝါယမတမာဝါယမမခင်တမာဝါယမမခင် တမ္မာတတိမခင်တမ္မာတမာတိမခင်ကဲအဲ့ဒီမှာအချုပ်ကဘာလဲဆိုရင်တမ္မာတမာတိဒါကောင်းစွာကဲတရားကိုကောက်ရင်တမ္မာဝါယမမခင်သည်ဝီဒီရနဲ့ဒီအယောင်ကြီးနဲ့မရေးချင်းတမ္မာလိုက်ပြောကြည့်အောင်တမ္မာဝါယမမခင်သည်ဝိရိယတရေကို တမ္မာတတိမေခင်တိတတိတယေခုတမ္မာတမာတိမေခင်တိဧကကတာတယေခုပြီးသွားပြီကဲဒါဆိုရင်ပညာမေခင်နှစ်ပါပညာမေခင်နှစ်ပါပညာမေခင်နှစ်ပါးမှနံပါတ်1ကတမ္မာ သူ့ရဲ့ဖြစ်စဉ်နဲ့ပြောရင်တမ္မာသင်္ကပ္ပမက်ခင်เนาะဒါကျင့်စဉ်နဲ့ပြောသွားတာအဲ့ဒီကနေသွားတော့မှတမ္မာဒိဋ္ဌိမက်ခင်အဲ့ဒီမှာတမ္မာသင်္ကပ္ပမက်ခင်သည်ဝိတ္တတရေကိုတမ္မာဒိဋ္ဌိမက်ခင်သည်ပညာတရေကိုအဲ့ဒီမှာအချုပ်ကတမ္မာဒိဋ္ဌိပဲအဲ့ဒီဟာဖြစ်ဖို့တမ္မာသင်္ကပ္ပဆိုတဲ့ဝိတ္တက ပညာဖြစ်စီဖို့အထောက်အကူပါတဲ့ဆရာတော်ပြောတာဒါပဲရှင်းတယ်နော်ဒါပြီးပြီဆိုရင်ဓမ္မမိတ်ဆိုအဲ့လိုကိုယ့်အကူလဲဟိုဟာဖြစ်ပြီးရေးမယ်နော်ကဲဒါဆိုရင်ကျမတို့ကဘုဇင်9ပါးကိုရေးရဘုဇင်9ပါးတရားနော်ဘုဇင်9ပါးဒါကခုနဆိုတာ making ship ပါဒါဆိုရင်ဘုဇင်9ပါးကိုရေးရင်ကျမတို့ကနံပါတ်1က petite. Nó petite tam bố sinh. Tadi tambo sen. Nampak ni ဓမ္မဝိစယတန်ဖိုးစင်နံပါတ်3ဝီရိယတန်ဖိုးစင်ခုအဲ့ဒါဘာအစီအစဉ်တိုင်းဟောထားတာဒါကြောင့်ကြော်မရဘူးပီတိတန်ဖိုးစင်နံပါတ်5ပါဒတိတန်ဖိုးစင်နံပါတ်6သမာဓိတန်ဖိုးစင် နံပါတ်9ဥပိ္ခာတံဘုစီဒါဘုစင်တရား9ပါအဲ့ဒီမှာတတိတံဘုစင်သည်တတိတံဘုစင်သည်တတိတရေကိုဓမ္မဝိစယတံဘုစင်သည်ပညာတရေကိုဝိရိယတံဘုစင်သည်ဝိရိယတရေကို ပီတိတံဘုစင်တိပီတိတယခုပတ္တိတံဘုစင်တိကာယပတ္တိစေတပတ္တိတယခုသူကနှစ်ခုကွဲသွားတယ်ဒါကြောင့်တရားတော်က9ပါးပြီမဲ့တယခုကောက်ရင်10ခုဖြစ်သွားတယ်တမာတိတံဘုဇင်တိဧကကတာတယခု ဥပိ္ခာတံဘုစင်တိတတရမေဇတတတယေခုပေါင်းလိုက်ရင်တရားက9ပါးတယေခုက10ပါးမဲ့ခင်ကြတော့တရားက10ပါးတယေခုလည်း10ပါးပဲအတူတူပဲဟုတ်ပြီနော်အဲ့ဒီမှာတဲ့ကိုဆရာတော်ကအဲ့ဒီနှစ်ခုရဲ့ဘုဇင်9ပါးနဲ့မဲ့ခင်10ပါးဒီဘယ်ဟာပို၍အရေးပါတယ်လဲ ခုနဖတ်သွားတာကိုပြန်စဉ်းစားဘယ်ဟာအရေးအရေးပါလဲဆိုနှစ်ခုစလုံးဒီနော်မက်ခင်၈ပါးကိုပွားများရင်ဘာရမလဲဆိုရင်မက်ခင်၈ပါးကိုပွားများရင်အင်္ဂါရှိပါမှာအဓိကတော့တမ္မာဒိဋ္ဌိအဲ့ဒီမှာဒီဟာဒီပွားများရင်မဲ့ဆိုရဲလမ်းကြောင်းရလာမယ်အဲ့ဒီမဲ့ရလာရင်ဘာဖြစ်မှာလဲသစ္စာ၄ပါးကိုတပြိုင်နဲ့သိသွားမယ်ဒါကြောင့် သစ္စာလေးပါးကိုတပြိုင်နဲ့တည်တော်เนาะအရိယာမဉ္ဇဉ်ကိုအရိယာမဉ္ဇဉ်ကိုဘာလို့ခေါ်လဲ body ကိုခေါ်သည်လို့ဒီတော့ကယူခဲ့တယ်ဒါ body တခါဘုဇင်ခုနှစ်ပါးအပေါင်းကိုလည်းဘာလို့ခေါ်လဲ body လို့ခေါ်တယ်ဘုဇင်ခုနှစ်ပါးအဲ့ဒီဘုဇင်ခုနှစ်ပါးကိုဘာလို့ body လို့ခေါ်လဲဆိုရင်၃ချက်သွားတယ်နံပါတ်၁က ကိလေသာတွေကနေပြီးတော့နိုးထစေတယ်။နံပါတ်1တစ္ဆာလေးပါကိုတပြိုင်နဲ့တည်တဲ့အရိယာပုဂ္ဂိုလ်ပေါ့နော်တပြိုင်နဲ့တည်တဲ့အရိယာပုဂ္ဂိုလ်ခေါ်တဲ့တနည်းအားဖြင့်တပြိုင်နဲ့တည်တဲ့အရိယာပုဂ္ဂိုလ်တနည်းအားဖြင့်ဒီနေရာမှာတစ္ဆာလေးပါကိုမှန်စွာတည်တယ်လို့အရှိမလဲပါတယ်။နော်နောက်တစ်ခါနံပါတ်3နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဒါကြောင့် ဘုဇင်ခုနပါပေါင်းလင်ဘုဇင်ခုနပါပေါင်းဒီ body ဟုခေါ်သည်ဒါဆိုလို့ရှိရင်ဒီနေရာမှာမဂ္ဂင်၈ပါးပေါင်းလို့လေတစ္ဆာ၄ပါးကိုတပြိုင်နဲ့ပဲတိမှာပဲမဂ္ဂင်၈ပါးပေါင်းလို့ရှိရင်မဲ့ရသွားပြီဆိုရင်အရိယာပုဂ္ဂိုလ်ဖြစ်မှာပဲမဂ္ဂင်၈ပါးပေါင်းသွားလို့မဲ့ရသွားရင်နိဗ္ဗာန်ကိုပဲမျက်မှောက်ပြုမှာတူတူပဲလေအိဗယ်တူတူပဲ ဘုရင်ကလည်းဒါပဲဆိုတော့အဲ့ဒီနှစ်ခုဘယ်ဟာဘုံအရေးပါလဲဆိုဖယားရှင်သည်ရှုတော့အနေနဲ့ကွာခြားချက်ဟောတယ်တဲ့တရားဥဒ္ဓမဆက်ကြမှာကြရင်ဘာပဲပါလဲဆိုရင်မဲ့ခင်ရှစ်ပါပဲပါတယ်တဲ့ဘုရင်ခုနှပါမပါဘူးတဲ့ဘလို့ထူကြလေကျွန်မပြန်ပြောပြနေရနော်အဲ့တော့နားလည်ရင်အဲ့လိုပြောတတ်တယ်တရားဥဒ္ဓမဆက်ကြမှာမဲ့ခင်ရှစ်ပါကိုဟောတာပါလဲနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့လမ်းကြောင်းအနေနဲ့ ဟောခဲ့တာတဲ့ဟုတ်ပြီနော်အဲဘုဇင်ခုနှစ်ပါးကိုတော့ဘာလို့အနေနဲ့ဟောလဲဆိုရင်အတိဉာဏ်ပညာကိုနော်ပွားစေဖို့ပွားစေရမယ်တရားအနေနဲ့ဟောခဲ့တာပါတဲ့အဲ့ဒီဘုဇင်ခုနှစ်ပါးမှာဘယ်ရာဒီအဓိကလဲလို့ပြောရင်ရှေ့မှာလေးလိုက်ဘုဇင်ခုနှစ်ပါးမှာပညာဆိုတဲ့ဓမ္မဝိဇ္ဇာတိအဓိကအဲ့ မဲ့ကြီးရှိပါမှာဘယ်ရာဒီအထိကလဲဟောဒီသမ္မာဒိဋ္ဌိဆိုရယ်ပညာဒီအထိကပဲတူတူပဲအဲ့တော့သမ္မာဒိဋ္ဌိဒီကဖြစ်ပေမဲ့သမ္မာဒိဋ္ဌိဖြစ်ဖို့တီလကိုခြေတည်ရမယ်သမာဓိကိုပွားရမယ်သမာဓိပွားမှသမာဓိဖြစ်လာမှစိတ်ဉာဏ်ကြီးဖြစ်မယ်စိတ်ဉာဏ်ကြီးတွေစင်ကြယ်မယ်စိတ်ဉာဏ်ကြီးတွေစင်ကြယ်မှဉာဏ်နေဖြစ်ဖို့ယထာဘုဒ္ဓဉာဏ်နေဖြစ်ဖို့ဟုတ်လားဉာဏ်အစင့်စင်နေသွားရမယ်ဟုတ်လားမဟုတ်ဘူးလား ဉာဏ်စင်စင်သွားမယုံနဲ့နံပိုင်းချသိရမယ်ယုံနိုင်အကြောင်းတွေသိရမယ်ပြီးအနေဆာဒုက္ခအနတ္တမြင်နိုင်တဲ့ဝိပဿနာဉာဏ်စင်စင်နောက်ဆုံးမဉဏ်ရပါမှာဒါပဲမဉဏ်ရရင်သစ္စာလေးပါးကိုတပြိုင်နဲ့သိမယ်အဲ့ဒါကလမ်းခရီးအနေနဲ့သွားမှာဘယ်လမ်းကြောင်းလဲနိဗ္ဗာန်ကို ရောက်စေနိုင်တဲ့လမ်းခရီးအနေနဲ့နိဗ္ဗာန်တည်းဟူသောပါရကို ရောက်စေနိုင်တဲ့လမ်းကြောင်းအယနာအနေနဲ့ဟောထားတာလေနော်ပါရယနာတစ်လျှောက်လုံးဒါနဲ့သင်ခဲ့တာမှန်မိလား အခုကြတော့တဲ့ဘုဆင်ကိုဟောတာကြတော့ဒီတစ္ဆာကိလေသာကိုနှိုးထစေတဲ့တစ္ဆာကိုတပြိုင်နဲ့သိတဲ့အရိယာပုဂ္ဂိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အတိညာဏ်ဖြစ်ဖို့ယံမဉဏ်ညာဒီတိုင်အောင်ပွားများမယ်ဆိုဘယ်လမ်းကြောင့်ဝိပဿနာလမ်းကြောင့်ကနေသွားမှာဒါကြောင့်အတိညာဏ်ကိုပွားမယ်ဆိုဘုဆင်ခုနှစ်ပါးကိုပွားခြင်းဒီဘာလဲလို့ပြောရင်ဝိပဿနာဉာဏ်နေဖြစ်မှာဝိပဿနာ ရှုထောင့်ကနေပြီးတော့ တိုး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 သွားရင်နောက်ဆုံးဘယ်ညံတိုင်ရရှိအောင်လဲဟောဒီမဲ့ညံမဲ့ရမှာပဲဒါကြောင့်အတိညာဘွားဘုံဘွားနည်းအနေနဲ့ဟောတာကြရင်ဘုဇင်ကိုဟောပြီးတော့လမ်းခရီးနေနဲ့ဟောတဲ့အခါမှာမဂ္ဂင်ကိုဟောပါတည်းတဲ့အဲ့ဒီအဲမှာမဂ္ဂင်နဲ့ဘုဇင်ကိုနှိုင်းရှင်ပြရင်တဲ့မဂ္ဂင်တဲမှာ တီလမဲ့ခင်၃ပါးသည်တဲ့အခြေခံမဲ့ခင်လန်စခီးမှာအခြေခံဒီတီလနဲ့ပြည့်စုံမှသူဂရီကိုရောက်မှာသူဂရီကိုရောက်မှာဒီတမာရီပညာတွေကိုအထုတ်ပြီးနိဗ္ဗာန်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်အခြေခံလမ်းကြောင်းကြီးရဲ့အခြေခံအနေနဲ့တီလမဲ့ခင်၃ပါးကိုဟောထားတာဖြစ်တဲ့အတွက်ဘုဇင်တဲမှာဒီဟာဒီမပါဘူးတဲ့ဘာလို့မဲ့ခင် ဘုဇင်ကလမ်းကြောင်းမှာမဟုတ်တာအတိညာဝိပဿနာဉာဏ်နေမဲ့ဉာဏ်နေအထိပွားရမှာဖြစ်တဲ့အတွက်ကြောင့်လမ်းကြောင်းမပါဘူးတဲ့ဒါကြောင့်သီလမဲ့ခင်သုံးပါးဒီဘုဇင်မှာလုံးဝမပါပါဘူးတဲ့ရှင်းလားသောတော်တဲ့မပပမဖြစ်အရေးကြီးတဲ့တမာရိမခင်၃ပါးလုံးဘုဇင်မှာပါပါတယ်တဲ့ဆိုတော့တမာရိမခင်၃ပါးတည်းမှာတမဝါယမမခင်ဒီဝီရိယမဟုတ်ဘူးလား ဒါဆိုရင်ဘုဇင်ထဲမှာဝီရိယပါလာလို့ကြည်လိုက်တော့ဝီရိယတန်ဘုဇင်ဆိုပြီးပါတာပဲတဲ့ပွားများမှာဟုတ်တလားရှင်းလားတခါတတိတမ္မာတတိမေဂေလို့ဟောထားတယ်တတိတရေကိုဘုဇေမာကိုတတိပါလာလို့ကြည်ပါရယ်လေးတဲ့တတိတန်ဘုဇင်ဆိုပြီးပါတယ်တတိပဋ္ဌံမဟုတ်ဘူးလားတဲ့တခါဆက်ကြည့်ရေ တခါတမာတိမခင်လို့ဟောထားတယ်တဲ့အဲ့ဒါဒီလန်ခရီးလန်ချောင်းအတွက်အရေးကြီးတယ်ဆိုင်ပိုင်ဧကကတာဒါကောတဲ့ဘုဇင်မှာပါလားဆိုရင်တမာတိတန်ဘုဇင်ဆိုတာပါတယ်လေတဲ့ဟုတ်လားဒါဆိုရင်မခင်တဲမှာတဲ့နော်တမ္မာသင်္ကပ္ပမခင်လို့ပြောထားတယ်တဲ့ဝီတဲတဲ့အတ္တာကားတော်တဲ့ ဘုဇင်တဲမှာမပါဘူးတဲ့ဘာဖြစ်လို့လဲသူဒီပညာကို အထောက်အကူပြုဖို့ရံမဲဟောထားတဲ့အတွက် အရေးအကြီးကြီးမဟုတ်ဘူးတဲ့ပညာဖြစ်စေဖို့အထောက်အကူတရားဖြစ်တဲ့အတွေ့တဲ့သူဒီဘုဇင်တဲမှာမပါပါဘူးတဲ့ရှင်းလားမပါဘူးတဲ့ဒါပဲ จันนาริปาเด้ရှင်းပြီเนาะဒါဆိုဘုဇင်ဘက်ကပြန်ကြည့်ရင်လေတဲ့ဘုဇင်ဘက်ထဲမှာမက်ခင်ကိုမပါတဲ့တရားတွေရှိတယ်တဲ့အဲ့ဒါဘာလဲလို့ကြည့်လိုက်တော့ပီတိတန်ဘုဇင်တဲ့ပြီးရင်ပဒရီတန်ဘုဇင်တဲ့ပြီးရင်ဥပေက္ခတံဖို့စင်တဲ့အဲ့ဒီသုံးခုသည်တဲ့မဲခင်တဲမှာမပါဘူးတဲ့သူကကမ္မထန်နေ ဒီအသိဉာဏ်ကို ဖြစ်စေဖို့ကမ္မထံတရားပွားနေတဲ့အချိန်မှာဟလာဒါဒီမလွဲမဲ့တွေဟိုပါဆိုတရားတွေသိရင်တရားတွေရှုမှတ်ရင်းနဲ့ဝိပဿနာဉာဏ်နေရင့်တန်လာပြီဆိုရင်ပဲအဲ့မှာပီတိတွေတရားတွေရလာတော့ငါအရင်တုန်းကဒါအတိယုတ်ကြာယုံမဲ့ကြားဘူးတဲ့အခုတကယ်ဟုတ်ပါလားဆိုဝမ်းမြောက်မှုဆိုတာပီတိဖြစ်နေတယ်ကျမတို့သိပြီးသားပီတိဖြစ်လာရင်ကိုရောစိတ်ရောငြိမ့်မှုရောဖြစ်မလာဘူးလား ပြီးရင်ရှေ့ရှေ့ဒီဝီတတိတို့ပညာတို့ဝီရိယတို့အစရှိတာတွေကိုညီညီမျှမျှဖြစ်အောင်ဥပိ္ပခာဆိုတဲ့တဒရမေဇတတာကလည်းထိမ့်ကြောင်းတာပါလာမာတဲ့ဒါကလမ်းကြီးမဟုတ်ပွားတဲ့အချိန်မှာကမထန်ကျင့်တဲ့အချိန်မှာ တွေ့ရမယ်အခြေအနေတွေသုံးခုပါတဲ့အဲ့ဒါဒီလမ်းကြီးလမ်းကြောင်းမှာမပါဘူးတဲ့ရှင်းပြီလား ဲ့ဒီလိုလေးစာကြည့်ရင်နှိုင်းရှင်ကြက်လိုက်အခုကျမပြောနေတာအလွတ်ပြောနေတာလေနော်အလွတ်ပြောနေတယ်ဒါကိုရေးချတာလေအလွတ်ရေးချနေဟုတ်လားဘာလို့ရေးချနိုင်လဲဆိုနားလဲသွားရင်ရေးနိုင်တယ်ဆရာမဖြစ်လို့ရေးနိုင်တာမဟုတ်ဘူးလို့ပြောပြချင်တာဓမ္မမိတ်ဆွေတို့လေတေချာနားလဲဟဲ့ဒီလိုအလွတ်မရသေးခင်တော့မှချရေး ချာရေးပြီးတော့ကြာတရေကိုနောက်ပြီးဟောကြားခြင်းဒါလေးတွေပြန်ဖတ်ပြီးလှုပ်လိုက်။နောက်အလွတ်ရာပိုင်းစာမေးပွဲမေကွန်ဆယ်မှတ်တန်တပုတ်ကောင်းကောင်းဖြေနိုင်တဲ့ကျင်းတွေလာနိုင်တဲ့နေရာဖြစ်တာ။သဘောပေါက်ပြီနော်။နားရောလဲပါလားရှင်။ခက်လား။ပြန်ရှင်းပြပေးဖို့လိုပါလားရှင်။နားလဲသွားပြီနော်။အဲ့ဒါလေးကိုတိပြီးတော့အဲ့လိုဖတ်လိုက်ရမယ်ကဲ။ဒါဆိုလို့ရှိရင်ဒီနေရာမှာဘုဇင်ကို 不认说了，对二篇是一喏。 အတိညာဉ်ကိုဦးစားပေးပြီးပြောတဲ့အခါဘုဇင်ကိုပဲပွားရပါမည်။လမ်းခရီးနေနဲ့ပြောလို့ရှိရင်မက်ကေနဲ့ပြောရပါမည်။ဒီနေရာပဲစွမ်းဆောင်ချက်တွေကရှုထောင့်နေတာကွာပေမဲ့အတူတူပါပဲ။ရှင်မင်းတော်အဲ့ဒါပြီးဒီနေရာမှာဘုဇင်ခုနှစ်ပါးကိုမပွားဘဲနဲ့တဲ့။နိဗ္ဗာန်မရောက်ဟုတ်တယ်လေ။ဘုဇင်ခုနှစ်ပါးပွားရင်ဘာဖြစ်မှာလဲ။ကိလေသာတွေကလည်းနှိုးထစေနိုင်တယ်။ ဘုဇင်ကိုပွားရင်တစ္ဆာ၄ပါးကိုလည်းမှန်ကန်စွာသိနိုင်တယ်ဘုဇင်ကိုပွားရင်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်ဘုဇင်မပွားဘဲနဲ့ဒီလေတာကလည်းမနှိုးထစေနိုင်မှုဒါကြောင့်ဒီနေရာမှာဘုဇင်ကဆိုတာအချက်အင်္ဂါတစ်ချက်တစ်ချက်ဒါကြောင့်တတိတန်ဘောဓိလို့မသုံးတတိတန်ဘုဇင်ဓမ္မဝိစေယဘောဓိလို့မပြောဘူးဓမ္မဝိစေယတန်ဘုဇင် ပီတိတန်ဖို့စဉ်ပတ္တိတန်ဖို့စဉ်တမာတိတန်ဖို့စဉ်ဥပိ္ခာတန်ဖို့စဉ်အဲ့ဒီဘုဇဉ်ဘုဇဉ်နေပေါင်းလိုက်တော့မှဘောဓိဖြစ်လာမယ်အဲ့ဒီဘောဓိရဲ့အင်္ဂါဖြစ်သွားမယ်ရှင်းမလားရှင်ဘောဓိလို့ပြောရင်9ပါးအပေါင်းဘုဇဉ်လို့ပြောရင်ဘောဓိရဲ့အင်္ဂါအစိပ်ပိုင်းတစ်ခုရှင်းမလားရပြီနော်ဒီမခင်၈ပါးပေါင်းရင်ဘာဖြစ်မလဲမခင်၈ပါးပေါင်းရင်မဲ့ဖြစ်မယ် အဲ့ဒီမက်ဖြစ်ဖို့အင်္ဂါဘယ်နှခုလိုလဲရှစ်ခုလိုတော့တမ္မာဝါစာမက်ခင်သည်တမ္မာဝါစာသည်မက်ရဲ့အင်္ဂါအစိပိုင်းဒါကြောင့်တမ္မာဝါစာမက်လာတမ္မာဝါစာမက်ခင်လာမက်ခင်ဆိုတာမက်ရဲ့အင်္ဂါမက်ဆိုတာမက်ခင်ရှစ်ပါးပေါင်းတာဟုတ်လားသောတာပတ္တိမက်မှာအင်္ဂါဘယ်နှချက်ရှိလဲ ရှိချေဘာ၄လေတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာရှိခု ဟုတ်လားဒါဆိုရင်သောတာပတိမဲ့တခုဖြစ်ဖို့အင်္ဂါရှိချေတဂရဂါမိမဲ့ဖြစ်ဖို့အင်္ဂါရှိချေအနာဂါမိမဲ့ဖြစ်ဖို့အင်္ဂါရှိချေအရဟတမဲ့ဖြစ်ဖို့အင်္ဂါရှိချေဒါကြောင့်မဲ့နဲ့မဲ့ခင် တူလား နားလေလားနားမလဲလားလို့ကျမမေးတာကျမကိုပြူပြူကြောင်ကြောင်ကြည့်နေတဲ့အတွက်ကြောင့်နားမလဲဘူးလို့ကျမသိတယ်မက်နဲ့မက်ခင်နဲ့တူလားတူလားစလုံးမောင်ကြည့်လေတူလို့လားလို့တူမှမတူတာဒါလေးကြည့်လိုက်ကဲဘလို့မတူဘူးလေမက်ဆိုတာပါလေမက်ဆိုတာပါလေ ဟာဒီမက်ကင်မက်ဆိုတာမက်ကင်ရှစ်ပါးပေါင်းမှမက်ဖြစ်တာဒါဆိုရင်မက်ကင်ဆိုတာကမက်ရဲ့အင်္ဂါအစိပ်ပိုင်းဆိုတော့မက်ကင်ဆိုရင်တပါးစီရှိတယ်တမ္မာဒိဋ္ဌိမက်လားတမ္မာဒိဋ္ဌိမက်ကင်လား တမ္မာဒိဋ္ဌိမခင်တမ္မာသင်္ကပ္ပမခင်တမ္မာဝါစာမခင်တမ္မာဆိုတာမခင်မခင်ဆိုတဲ့အတွက်ကြောင့်မဲ့ဣအရေးကြီးသောကွဲရမှာအင်္ဂအစိပိုင်ကျမတကယ်ကိုကွဲစေခြင်းနဲ့လုံဟာလာလုံထွေးလုံထွေးနဲ့မသွားစေခြင်းဘူးဓမ္မမိတ်ဆွေများတခြားလုံ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 းနဲ့ပဲသွားခဲ့တာနားလေလားဒါကြောင့်မဲ့ရဲ့အရေးကြီးတဲ့အင်္ဂမဲ့ဖြစ်ဖို့ အရေးကြီးသောအင်္ဂါအစိတ်အပိုင်းဘယ်နှခုလိုအပ်လဲရှစ်ပါးပေါင်းမှမဖြစ်တယ်ရှစ်ပါးတဲမှာပါနေတဲ့တပါးတပါးစီသည်မဲ့ဤအရေးကြီးသောအင်္ဂါစိတ်ပိုင်းဒီကိုကြီးဖြစ်ဖို့ဘာတွေလိုအပ်လဲအရေးကြီးတဲ့အစိတ်ပိုင်းတွေခေါင်းလဲလိုအပ်တယ် လက်လဲလိုအပ်တယ်ခြေထောက်လဲလိုအပ်တယ်မျက်စိလဲလိုအပ်တယ်နှာခေါင်းလဲလိုအပ်တယ်ဗစက်လဲလိုအပ်တယ်အသေးလဲလိုအပ်တယ်နှလုံးလဲလိုအပ်တယ်ကြောက်ကလဲလိုအပ်တယ်အဲ့ဒီဟာအရေးကြီးတာတွေပေါင်းမှကိုလို့ခေါ်တာဒါဆိုရင်ခေါင်းဒီကိုလားခေါင်းဒီကိုလားခေါင်းဒီကိုရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုလက်ဒီကိုလားလက်ဒီကိုဖြစ်ဖို့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုနှလုံးဒီကိုလားနှလုံးဒီ ကိုရဲ့အင်္ကာတခုဒါပေမဲ့ခေါင်းတွေလက်တွေခြေတွေနှလုံးတွေအသေးတွေကြောက်ကတ်တွေပေါင်းရင်တော့ကိုဖြစ်တယ်ဒါကြောင့်ကိုနဲ့ကိုအင်္ကာတူသလားမတူကိုဖြစ်ဖို့ဘာလို့လဲကိုအင်္ကာတွေပေါင်းမှကိုဖြစ်တယ်ဇန်နဲ့ဇန်အင်္ကာတူလားဆရာမရဲ့ဘယ်တူမလဲဇန်ဇန်တစ်လုံးနဲ့ဇန်အင်္ကာနှလုံးဟုတ်တယ်လား ဒါဆိုရင်ဇံနဲ့ဇံကဘလို့กว่าဇံဖြစ်ဖို့ပထမဇံဖြစ်ဖို့ဇံအင်္ဂါ၅ပါးဘာတွေလဲဝိတ္တဝိสารပီတိဒုက္ခเอกခတာပေါင်းမှပထမဇံဖြစ်တယ်ဒါဆိုဝိတ္တဒီပါလေဝိတ္တဒီဇံလားဇံအင်္ဂါလားကြောင်းနေကုတ္တတိကြောင်းနေတော့ပြောလဲနားလဲမလဲသူဖြစ်နေ ထမဇံဖြစ်ဖို့ဒေသလိုက်ဖြီဒေါ်စန္ဒာဝင်းပထမဇံဖြစ်ဖို့ဇံအင်ကဘယ်နှခုလိုလဲ၅ခုဘာတွေလဲဝိတက်ဝိสารပီတိဒုက္ခဧကကရာဒီ၅ပါးပေါင်းရင်ဘာခေါ်လဲပထမဇံဒါဆိုဝိတက်ဒီဘာလဲဇံလားဇံရဲ့အင်္ဂါလားဇံအင်္ဂါဝိสารရော ဆိုင်ကပီတိကောဒုက္ခဧကဂရာဇံအင်္ဂါ၅ပါးပေါင်းမှာဘာဖြစ်လဲပထမဇံဒါကြောင့်ပထမဇံတစ်ခုမှာဇံအင်္ဂါဘယ်နှခုလို့လဲ၅ခုဒါဆိုရင်ဇံအင်္ဂါ၅ပါးပေါင်းမှာပထမဇံလို့ခေါ်တယ်ဒါကြောင့်ပထမဇံနဲ့ဇံအင်္ဂါနဲ့တူလားလို့မတူဘူးဝိတက်ဒီပါလေဇံလား ဟရိပထမဇံမှာပါရမယ်အင်္ဂါတစ်ခုပဲဝိစာရသည်ပထမဇံမှာ ပါရမယ်အင်္ဂါတစ်ခု ပီတိဒုက္ခဧကဂရဒီ၅ခုပေါင်းမှဘာဖြစ်လဲပထမဇံကဲဝိတက်ရှိပြီဘာပဲရှိသေးလဲပထမဇံခေါ်မရသေးဘူးဇံအင်္ဂါပဲဝိစာရဇံအင်္ဂါပဲရှိသေးတယ်ပီတိဇံအင်္ဂါပဲရှိသေးတယ်ဒုက္ခဇံအင်္ဂါ ဧကကထာရောက်ပြီဆိုဝိတက်ကစလိုက်တဲ့ဧကကထာဆုံးသွားပြီ၅ခုပေါင်းမှပထမဆန်းတစ်ခုနှစ်ခုပဲရှိနေုံနဲ့မခေါ်ဘူးနားလေလားသောတာပတ္တိမဲ့တစ်ခုဖြစ်ဖို့အရေးကြီးတဲ့အင်္ဂါဘယ်နှခုမဲ့တစ်ခုရဖို့သောတာပတ္တိမဲ့တစ်ခုရဖို့တိလမဲ့ခင်သုံးပါလေလိုအပ်တယ်။တမာတိမဲ့ခင်သုံးပါလေလိုအပ်တယ်။ပညာမဲ့ခင်နှစ်ပါလေလိုအပ်တယ်။ ပေါင်းလိုက်ရမခင်၈ပါးပေါင်းမှတောတာပတ္တိမဲ့တစ်ခုဖြစ်တယ်။နောက်ထပ်တဆင့်တဲ့ရင်လည်းနောက်ထပ်သီလသမာဓိပညာမခင်၈ပါးပေါင်းမှတဂရာဂါမိမဲ့ဖြစ်မယ်။ဒီတဲ့တဆင်းမြင့်နဲ့မခင်၈ပါးပေါင်းရင်အနာဂါမိမဲ့။ဒီတဲ့တဆင်းမြင့်နဲ့မခင်၈ပါးပေါင်းမှအရဟတမေဒါကြောင့်ရှေ့မှာသင်ခဲ့ရတယ်ဆရာတော်ဖေကပြောခဲ့တယ်။သောတာပတိမဲ့၌ရှိသောမခင်၈ပါး တဂရာကနိမနိုင်ရှိသောမက်ခင်၈ပါးကြော်လိုက်ပြရစီရောအရဟတမနိုင်ရှိသောမက်ခင်၈ပါးတို့သည် quality ချင်းမတူဘူးစွန့်ရင်ချင်းမတူဘူးဘယ်ဟာသည်ပုံမြင့်ဆုံးလဲအရဟတမနိုင်ရှိသောမက်ခင်၈ပါးသည်တောတာပတိမဲ့မှာရှိတဲ့စွန့်အင် အနာတဂရာဂာမိမဲ့မှာရှိတဲ့စွန့်အင်အနာဂာမိမဲ့မှာရှိတဲ့စွန့်အင်တဲ့กว่าတယ်ဒါကြောင့်ယဟန္တာတယောက်ရဲ့သီလသမာဓိပညာနဲ့ အနာဂံတယောက်ရဲ့သေတ္တာသမာဓိပညာတူလားတူနိုင်ဘူးသဘောရောပေါက်သလားဒါကြောင့်မက်ခင်နဲ့မက်နဲ့တူလားတူဘူးမက်ခင်၈ပါးပေါင်းမှမက်ဖြစ်တယ်မက်ဖြစ်တဲ့နေရာမှာမက်ခင်၈ပါးထဲမှာအရေးအကြီးဆုံးဒီဘယ်မက်ခင်လဲတမ္မာဒိဋ္ဌိမက်ခင်ဒီအရေးအကြီးဆုံးဟုတ်လား အဲ့ဒီတမာဒိဋ္ဌိဒီတရကိုကောက်လိုက်ပညာဖြစ်တဲ့အတွေ့အကြောင်းအဲ့ဒီမက်နိုင်မက်ခင်ရှစ်ပါပေါင်းတော်လဲတမာဒိဋ္ဌိပညာဉာဏ်ဖြစ်လာရင်အဲ့ဒီမက်ဉာဏ်သည် သစ္စာလေးပါးကိုတက်ပြိုင်နဲ့သိမယ်တည်တည်တည်ထိုက်တဲ့ယုံဉာဏ်တို့ရဲ့သဘောကိုလည်းသိမယ်ပယ်သိမ့်ပယ်ထိုက်တဲ့ကိလေသာတွေကိုလည်းအမြင့်ပြတ်ပယ်မယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုမယ်ပွားသိတဲ့သီလသမာဓိပညာတွေပွားပြီးသွားပြီးရှင်းလား ဒါကြောင့်မက်ဖြစ်ဖို့မက်ခင်၈ပါးအရေးကြီးတယ်မက်ခင်၈ပါးဝယ်အရေးကြီးဆုံးမက်ခင်သည်တဏ္မာဒိဋ္ဌိဇံတစ်ခုဖြစ်ဖို့ဇံအင်္ဂါပဲတစ်ခုလို့လေဇံအင်္ဂါအ ਨੇ ဆုံးကပထမဇံဖြစ်ဖို့ဇံအင်္ဂါ၅ပါးဒုတိယဇံဖြစ်ဖို့ဇံအင်္ဂါ၄ပါးစသည်ဖြင့်အဲ့ဒီထဲမှာဘယ်ဟာဒီဇံအင်္ဂါ၅ပါးဖြစ်စေ၄ပါးဖြစ်စေဘယ်ဟာအရေးကြီးဆုံးလဲ เอกเกดาสุเรตมาดิอเยจีสงเปရှင်းล่ะตีละแมกิน3บาทีอเชกันลั้นจองนี้บ่อยากเอาลุกให้ยาနိဗ္ဗာန်ကိုသွားမယ်ဆိုရင်အခြေခံအနေနဲ့သီလမဲ့ခင်၃မှာကြိုးစားရမယ်သီလမဲ့ခင်၃မှာပြည့်စုံပြီးရင်တမာတိမဲ့ခင်၃မှာလောက်ရမယ်တမာဝါယမတမာတတိနှစ်ချက်ညီရင်တမာတမာတိဖြစ်မယ်တမာတိမဲ့ခင်၃ပါးဝယ်ဘယ်အရေးကြီးဆုံးလဲ တမ္မာတမာတိသည်အရေးကြီးဆုံးပညာမဲ့ခင်နှစ်ခုဝယ်ဘယ်အရေးကြီးဆုံးလဲပညာပါဆိုရဲပညာတရားကိုပါတဲ့တမ္မာတိတိသည်အရေးကြီးဆုံးဆိုရင်တမ္မာသင်္ကပ္ပဆိုရဲဝိတက်ကပညာဖြစ်ဖို့အထောက်ကူပဲတဲ့ဒါကိုဆရာတို့ပြောနေတာရှင်းအောင်ရှင်းလာလဲမသိပါဘူးနော်ရှင်းပြီလားဒါဆိုရင်ဘုဇင်ခုနှစ်ပါးပေါင်းရင်ဘာဖြစ်ပြီလဲကိလေသာကနှိုးထသွားမယ် ဘုဇင်ခုနှစ်ပါးပေါင်းရင်တစ္ဆာလေးပါးကိုတပြိုင်တည်းသိတဲ့အရိယာဖြစ်သွားတော့မယ်ဘုဇင်ခုနှစ်ပါးပေါင်းရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုမှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီခုနှစ်ပါးအညီအမြတ်တညီတညွတ်ထဲပေါင်းတဲ့ဓမ္မတာမဲ့ဂီလို့ခေါ်တဲ့ခုနှစ်ပါးအပေါင်းကို body ဟုခေါ်သည်အဲ့ဒီ body မှာ အင်္ဂါဘယ်နဲ့ရဲ့ပေါင်းထားလဲဆိုရင်တရားခုနှစ်ပါးပေါင်းထားတဲ့အတွက်အဲ့ဒီထဲကတတိတန်ဘုဇင် ဓမ္မဝိဇ္ဇာတို့ဒီ body ရဲ့အင်္ဂါတစ်ခုစီသာဖြစ်တယ်ရှင်းလားအဲ့ဒါကိုသင်နေတာရှုပ်နေလားရှင်းနေလားလဲမသိတော့เนาะတေချာကြီးကိုပြန်နှားထောင်ဖို့လိုတယ်အဲ့ဒီအတိဒီအမတန်ကိုလေးရှင်းတဲ့အတိတွေနှားလဲပြီเนาะ